တရုတ်မြန်မာနယ်စပ်ကွန်တော်ရေးဆောင်ဖြစ်တဲ့တရ9မိုင်ကျင်းစန်းကျော်နယ်စပ်ကိတ်တွေအတွက်လာမယ့်ဇူလိုင်လအစပြီးအွန်လိုင်းအခွင့်အစည်းကျင်းမှုစတင်မယ်လို့ညီနောင်မဟာမိတ်တုံးဖွဲ့ရဲ့အကောက်ခွန်ဌာနကကြေညာလိုက်ပါတယ်။ကုန်ကားတွေအဝန်အထွက်များလာတာကြောင့်ညီနောင်မဟာမိတ်တုံးဖွဲ့အကောက်ခွန်ဌာနအနေနဲ့တွင်းကုန်ထုတ်ကုန်ဂျူတီဆောင်စနစ်မြင့်တင်ရန်ကျင်းတာကုန်စီပို့ဆောင်ရေးဌာနမှစီမံခန့်ခွဲမှာဖြစ်တယ်လို့အတိအပေးကြေညာထားပါတယ်။အွန်လိုင်းကနေကုန်တွယ်ခွန်ဆောင်တဲ့စနစ်အပြင်ရင်မှတ်ပုံတင်စနစ်ကိုလည်း online စနစ်နဲ့အစီအမြင်သွားမယ်လို့ဆိုထားပါတယ်။ကုန်တယ်တွေ၊ဂျူတီဆောင်ကုမ္ပဏီတွေနဲ့ဂိတ်တွေအနေနဲ့အခွန်အမြန်ဆုံးစီးကျက်လှုပ်ဆောင်နိုင်ဖို့လာမယ့်ဇူလိုင်လတရနေ့မတိုင်ခင်ကုန်စည်ပို့ဆောင်ရေးဌာနမှာကုမ္ပဏီမှတ်ပုံတင်ခြင်းနဲ့ရင်မှတ်ပုံတင်ခြင်းတွေအပြည့်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။လက်ရှိမှာကြိုတင်အခွန်အကောက်ဖွင့်တာတွေရင်ဝန်ထွက်သွက်ကြိုတင်မှတ်ပုံတင်တာတွေနဲ့ကက်ပြားထုတ်တာတွေလည်းဆောင်ရွက်မယ်လို့ဖော်ပြထားပါတယ်။ရင်ဝန်ထွက်စည်းင်းတင်တာနဲ့ကက်ပြားပလုတ်တာကို ြိုတင်ဆောင်ရွက်ရမှာဖြစ်ပြီးလာမယ့်ဇူလိုင်လတရနေ့နောက်ပိုင်းအခွန်ကောက်ခံဝန်ထမ်းတွေအနေနဲ့ကူညီပေးတော့မှာမဟုတ်ပဲမိမိကိုယ်တိုင် online စနစ်နဲ့အခွန်ဆောင်ရွက်မယ်လို့ဆိုထားပါတယ်တရားငားမိုင်ကိုညီနောင်မမိတ်၃ဖွဲ့ကတတိယနှစ်ခုစစ်စင်ရေးပထမလိုင်းအတွင်းမှာတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာလည်းကျင်းစန်းကျော်နယ်ဆက်ကွန်တော်ရေး gate ပေါက်ပါဝင်မူဆယ်တရားငားမိုင်နယ်ဆက်ကွန်တော်ရေးစုံကိုလည်းညီနောင်မမိတ်၃ဖွဲ့ကပဲထိန်းချုပ်ထားတာဖြစ်ပါတယ်။